တပင်းမြို့နယ်အိုးတိန်တွင်ရွာစာတင်ချောင်းကိုစကောင်စီတက်ကလေးချောင်းကနေဘုံကျေးတာကြောင့်အသက်ဆုံးရှုံးခဲ့ရသူတွေအတွက်ရင်မပင်မြို့နယ်မှာနေတဲ့ပြည်သူတွေကဝန်နေတဲ့အထင်အမှန်အနှက်ရောင်ကမ်ပိန်းပြုလုပ်ပြီးဆန္ဒပြခဲ့ကြပါတယ်။မောက်တူသတင်းပေးပို့ထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။တပင်းအိုးတိန်ကွင်းစာတင်ချောင်းလေးချောင်းတက်ခတ်မှုကျူးလွန်ခဲ့တဲ့စစ်ကောင်စီကိုရင်မပင်မြောက်ချမ်းနောက်ပြန်မလဲကြီးဒီတော်လန်ရေးတပိတ်စစ်ချောင်းက ကန့်ကွက်ဆန္ဒပြခဲ့ကြတာပါဆန္ဒရ9လ2025ရက်နေ့ကစကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့်တပည့်ရင်းနဲ့ပထင်းကွင်းကျရောကလေးငယ်တွေစာတင်ကြနေတယ်စာတင်ကြောင်းမော်တို့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာဆရာမများနဲ့ကျောင်းသားကျောင်းသူတွေအသက်ပေးဆက်လိုက်ရပါတယ်အဲ့ဒါကြောင့်မို့သူတို့တော့ဝမ်းနည်းချင်းထိမ့်မနေနဲ့ကမ်ပိန်းလည်းပြုလုပ်ရတာဖြစ်ပါတယ်အနာဒိစကောင်စီရဲ့ဝါရဖြန့်ရုပ်မြင်သံကြားတွေကတော့ ပြစ်ခတ်မှုကိုသူတို့မလုပ်ခဲ့ကြအောင်ကြီးညာနေတာဖြစ်ပါတယ်။တပည့်ရင်းမျိုးနဲ့အိုထိန်ခွင်ကြီးရွာစာတင်ချောင်းကိုလုံချုံရေးတပ်ဖွဲ့ဝင်များကလေးချောင်းနဲ့ပုံချေတိုက်ခိုက်မှုကြောင့်ဆရာဆရာမနှစ်ဦးအပါအဝင်ចောင်းသားចောင်းသူ90ဝင်းချင်းကထိခိုက်ဒေဆုံးခဲ့ကြောင်းတရားမဝင်ပြည်ဖြတ်မီဒီယာများကမဟုတ်မမှန်လှုပ်ချံရေးသားဖြန့်ဝေလျက်ရှိကြောင်းဆန္ဒပြသူတွေကတော့စစ်ကောင်စီလေးချောင်းတိုက်ခိုက်မှုအပေါ်ကန့်ကွက်နေကြတာပါစာတင်ချောင်းမှာအပြစ်မဲ့ကလေးတွေစာတင်နေချိန်မှာ ဒီကြောင့်လက်ခံမှုမှာပြည်မဲ့ဆရာမနှစ်ဦးနဲ့အတူကျောင်းသားကျောင်းလူတွေများအသက်ဆုံးရှုံးသွားတဲ့အတွက်ဝန်ထဲချင်းထိမှပြုလုပ်အောင်ဖြစ်ပါတယ်။ယခုလိုစစ်ကောင်စီဒီမှာပြုလုပ်နေတဲ့အကြမ်းဖက်လုပ်ရများကိုစစ်ကောင်စီမှဖုံးကွယ်ဖို့ရလဲစီစဉ်နေပါတယ်။ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ကျမတို့မြန်မာပြည်နိုင်ငံမှာရှိတဲ့ပြည်သူလူထုနဲ့ရဟန်းရှင်လူများဘလောက်ပြီးဘလောက်ထိအောင်သိပေးရအောင်မလဲလို့ကျမတို့မေးချင်ပါတယ်။တစ်ချိန်တည်းမှာပဲ စကိုင်းတိုင်းရင်းမပင်ဆလင်းကြီးမြို့နယ်ဒီထဲမှာလဲဒီကနေ့ဆန္ဒပြပွဲတွေတပြိုင်တည်းပြုလုပ်ခဲ့ကြပါတယ်ကဘာကူလာတမကအနေနဲ့စစ်ကောင်စီကိုအေးအေးယူပေးဖို့ရာများကြီးလိုအပ်နေပါတယ်စစ်ကောင်စီကကျမတို့ကြောင်းသားလူငယ်မိဘပြည်သူများအပြင်ရဟန်းရှင်လူများကိုပါမကြံရရက်ဆက်ဆက်တတ်ဖြတ်နေပါတယ်အဲ့ဒီတတ်ဖြတ်မှုတွေကိုလည်း သူကနီမျိုးစုံနဲ့ဖုံးကွယ်လို့ထားပါတယ်။ကျမတို့ငလျင်ဒန်တဲ့တည်သူတွေအတွက်နိုင်ငံအသီးသီးမှလူရန်နဲ့ထောက်ပံ့ခြင်းငွေတွေကိုလည်းစစ်ကောင်စီဟာသူ့ကိုကြောအတွက်အများကြီးအသုံးသုံးဆွဲပစ်ခဲ့ပါတယ်။သုံးဆွဲပြီးတော့တည်သူလူထုကိုဆက်လက်ပြီးတော့နှိပ်စက်တဲ့တက်ဖြတ်တဲ့နီမျိုးစုံနဲ့ဒုက္ခပေးနေပါတယ်။ဒါကြောင့်မို့ကမ္ဘာကုလသမဂ္ဂအနေနဲ့စစ်ကောင်စီကိုအရေးယူပေးဖို့ရာအတွက်နောက်ထပ် တီတူလူတို့ယဟန်ရှင်လူများအတက် နောက်တက်ဘလောက်များသေပေးမှအရေးယူပေးမှပါလားလို့ကျမတို့ကကဗတ်ကုလသမဂအဖွဲ့အစည်းများကိုပြောကြားကြမှာတယ်အခုလို့စစ်ကောင်စီရဲ့တပင်းလူချောင်းတိုက်ခတ်မှုအပေါ်ပြည်တွင်းပြည်ပမြမပြည်သူပြည်သားတွေကလည်းဆန္ဒပြပွဲတွေကို တိုးမြှင့်ပြုလုပ်ကြဖို့ဆန္ဒပြပွဲတွင် တိုက်တွန်းသွားခဲ့ကြပါသေးတယ်ခမညာကျွန်တော်မောင်တူပါ Tien en Tommy, me en Tommy. Neem elkaar en zomaar bij. Nooit hoe jij. Nooit hoe jij. Nooit hoe jij.